အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုကတော့ F&B waiter waitress ဝန်တန်းသုံးတယ်ပေါ့နော်အခြေခံအင်္ဂလိပ်စကားပြောပုံစံတွေ vocabulary တွေနဲ့ phrase တွေကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့မနေ့ကဗီဒီယိုရဲ့အဆက်ဖြစ်ပါတယ်မနေ့ကတော့လည်းကျွန်တော်တို့ waiter waitress ဝန်တန်းသုံးအင်္ဂလိပ်စကားပြောပုံစံလေးတွေကိုကျွန်တော်တို့ sharing လုပ်ပေးခဲ့ပါတယ် အာမနေ့ရက်အဆက်ရဲ့နောက်တစ်မျိုးကကြတော့ဗောနော်ကျွန်တော်တို့ဒီမနက်စာစားတဲ့ situation မှာဆိုလို့ရှိရင်ဒါဧည့်သည်တွေကဗောနော်ကျွန်တော်တို့ဒီနွားနုံနဲ့တောက်ဖို့ပဲဖြစ်ဖြစ်ဒီလိုမျိုးမနက်စာမှာဖြည့်ဆွက်တယ်ဗောနော်ဒီ serial တို့ conflict တို့တောင်းတတ်တယ်ဗောနော်အဲ့ဒါမျိုးကိုတောင်းလာခဲ့ရင်ပဲဖြစ်ဖြစ်သူတို့လိုချင်တဲ့ပုံစံရှိလို့ကိုယ့်ဘက်က offer လုပ်ရမယ်ဖြစ်ဖြစ်ဗောနော်ကျွန်တော်တို့ရင်ကျေတဲ့ပုံစံနဲ့ would you like ကိုတောင်းရမှာဖြစ်ပါတယ် would you like serial this morning ပေါ့နော် serial ယူမလားဆိုတာမျိုးကျွန်တော်မေးလို့ရပါတယ် which serial would you like ပေါ့နော်ကျွန်တော် serial မှာမှအမျိုးအစားလေးတွေရှိတတ်ပါတယ်ဒါကျွန်တော်အခြေခံအဖြစ်ဒီအုတ်တွေပါမယ်နော်ကျွန်တော်တို့ဒီ seeds လေးတွေ nuts လေးတွေပါမယ်ဆိုတာမှန်ပင်မဲ့လို့ဒါသူတို့အတီးချောက်လေးပါမှုပေါ့မှုတီးပြီးတော့သူတို့ရဲ့ style ပေါ့မှုတီးပြီးတော့ကွဲပြားတဲ့အတွက်ပေါ့နော်ကိုဒီ serial မှာ conflict ကိုစားချင်တာလားเนาะအဲ့လိုမျိုးကျွန်တော်တို့ကမေးလို့ရပါတယ် နောက်တစ်ခုကကျတော့ကျွန်တော် noan no ပေါ့နော် noan no တကယ်လို့ offer လုပ်မယ်ဆိုလို့ရှိရင် noan no အေးကို cold milk ကိုတောက်ချင်တာလားခက်နွေနွေလေးပေါ့နော်ကြက်သိန်းနွေလေး warm milk တောက်တောက်ချင်တာလားဆိုတာကိုကျွန်တော်တို့မေးရပါမယ်နောက်ကျွန်တော်တို့ဒီမှာဒီနိုင်ငံတကာ dining restaurant တွေမှာဆိုလို့ရှိရင်တော့ကျွန်တော်ပေါင်ပုတ် counter တော့မှာလीတည်တန့်ထားတာတွေ့ရတယ်ပေါ့နော်ဆိုတော့နိုင်ငံသားတွေကပေါင်ပုတ်ကိုတော်တော်လေးအထူးပြုစားကြပါတယ်ကျွန်တော်တို့ ဒီ pastry item တွေနော် bread counter တွေလည်း hotel တွေ restaurant တွေမှာထားရပါတယ်နော်အဲ့တော့ကျွန်တော်တို့ကအဲဘာမို့မီးခင်ယူမလားဆိုလို့ရှိရင် would you like some toast ဆိုပြီးတော့ကျွန်တော်မေးလို့ရပါတယ်။ပေါင်ဖို့မှာမှာ အဖြူပေါ့နော်ကျွန်တော်တို့နည်းနည်းလေးပို့ပြီးတော့အရသာပို့ပြီးတော့ချိုးတယ်နူးညံ့တယ်ဆိုတော့ပေါင်မုတ်အချိုလည်းရှိတတ်တယ်လို့ပေါင်မုတ်အဖြူလည်းရှိတတ်တယ်လို့မျိုးပေါ့နော်ကျွန်တော်တို့ဂျုံနဲ့လှုပ်ထားတဲ့ပေါင်မုတ်အညူပုံစံမျိုးလည်းရှိတတ်တယ်ဂျုံကြီးပဲလှုပ်ထားတဲ့ပေါင်မုတ်ရှိတယ်ပေါင်မုတ်ချမ်းရှိတယ်ပေါ့နော်အဲ့တော့ကို့မှာရှိတဲ့ပေါင်မုတ်တွေကိုကျွန်တော်တို့ offer လုပ်အောင်မယ်ပေါ့နော် white bread ယူမှာလား whole wheat bread အလိုယူမှာလား whole grain bread ယူမှာလားဆိုတာမျိုးကိုကို့မှာရှိတဲ့ဟာလေးတွေကို offer လုပ်အောင်မှာဖြစ်ပါတယ် နောက်တစ်ခုကတကယ်လို့ပေါင်မုတ်ကြီးပဲမဟုတ်ဘဲနဲ့ထောက်ဘက်တုတ်ချင်တယ်ဆိုလို့ရှိရင် butter ထောက်ဘက်တုတ်မလား margarine ထောက်ဘက်တုတ်မလားဆိုတော့ကျွန်တော်တို့မေးလို့ရပါတယ် would you like butter or margarine ဆိုပြီးတော့ကျွန်တော်တို့ offer လုပ်ပြီးတော့မေးလို့ရပါတယ်နောက်ပေါင်မုတ်တင်မှာကျွန်တော်တို့ယူတုတ်တက်ပါတယ်ယူဆိုလို့ရှိရင်တော့ option အနည်းဆုံး2မျိုး3မျိုးလောက်ရှိတယ်တယ်ပေါ့နော်အဲ့တော့ပေါင်မုတ်ယူမယ်ဆိုလို့ရှိရင် jam တုတ်မလားပေါ့နော်အာ အဲ့လိုမျိုးဆိုရင် would you like jam or honey ပေါ့နော်ကျွန်တော်တို့ပြားရည်တုံးမလား jam တုံးမလားတကယ်လို့ jam တုံးမယ်ဆိုလို့ရှိရင် jam မှာလည်းကျွန်တော် flavor ရှိတဲ့အတွက် strawberry jam ယူမလား orange ယူမလား pineapple ယူမလားဆိုတော့မျိုးကိုကျွန်တော်တို့မေးလို့ရပါတယ် နောက်ကျွန်တော်ဘောင်မုတ်တင်မှာအာဒီမြေပဲထောက်ဖတ်ပေါ့နော်အဲ့ဒါလေးကျွန်တော်တုတ်ပြီးတော့စားလေးထားတာရှိပါတယ်အဲ့လိုမျိုးကိုယ့်စီမှာရှိတယ်ဆိုရင် Would you like peanut butter ဆိုပြီးတော့ peanut butter နဲ့ယူမလားဆိုပြီးကျွန်တော်တို့မေးလို့ရပါတယ်ဒီနေရာမှာသတိထားစရာကဧည့်သည်တချို့တွေက peanut butter နဲ့မတည့်တကြပါဘူး allergic ရှိတဲ့ကြရပေါ့နော်အဲ့လိုမျိုး food allergy ပါများရှိလဲဆိုတော့ peanut butter မေးတဲ့အချိန်မှာတော့ကျွန်တော်တို့မေးတင်ပါတယ်အထူးသဖြင့်ကလေးတွေပါတယ်ဆိုလို့ရှိရင်ကလေးရမိပါဘူးကလေးမှာ allergic ပါရှိလဲဆိုတော့မျိုးကျွန်တော်တို့မေးတင်ပါတယ် အမ်နောက်တစ်ခုတချို့ restaurant တွေမှာကျွန်တော်တို့ဒီ homemade လုပ်တာပေါ့နော်အိမ်မှာလုပ်တဲ့ပုံမပုံစံမျိုးတွေပေါ့ကျွန်တော်စက်ရုံကထွက်လာတာမဟုတ်ဘဲနဲ့ပေါ့နော် handmade လုပ်တာမျိုး homemade လုပ်တာမျိုးရှိတတ်တယ်နောက်တချို့ဟို ဒေတာထွက်ပုံစံမျိုးပေါ့နော်ဒီဒီမှာတော့ Danish bread တွေရတယ်ဒီမှာတော့ဘယ်နိုင်ငံ bread ရတယ်စသဖြင့်အဲ့လိုမျိုးရှိတယ်ဆိုရင်ငါတို့ဆိုင်ရဲ့ homemade လုပ်ထားတဲ့ bread ကိုစားမလားပေါ့နော် would you like it try our homemade bread ဆိုပြီးတော့ကျွန်တော်တို့ရှိတယ်ဆိုရင်မေးလို့ရပါတယ်နောက်ခွာဇွန်ပေါ့နော်အဲခွာဇွန်ရှိတယ်ဆိုလို့ရှိရင် may i bring you croissant or danish pastry ပေါ့နော် danish pastry ကတော့ခွာဇွန်လိုပုံစံပါပဲအထဲမှာကျတော့ကျွန်တော်တို့ယိုလေးတွေပါတယ်ပေါ့နော်အပြီးအသီးလေးပါလေးပါတတ်တယ်ပေါ့ အဲ့လိုမျိုးကျွန်တော်မေးလို့ရတယ်တကယ်လို့ကိုယ်စီမှာ pancake တွေ waffle တွေရှိတယ်ဆိုရင် would you like pancakes or waffle ဆိုပြီးတော့ကျွန်တော်တို့ရှိတာလေးတွေကို offer လုပ်ပြီးတော့မေးလို့ရပါတယ်နောက်တစ်ခုကကျွန်တော်တို့ pancake ဆိုရင် ပလိန်ကြီးပဲစားရရှိသလိုပေါ့နော်ဒီလို secret play တွေအပေါ်နေစမ်းပြီးတော့စားစားကြရယ်ပေါ့နော်အများအဖြစ်ကတော့ကျွန်တော်တို့ဒီပြားကြီးစမ်းပြီးတော့စားကြရယ်အဲ့တော့ strawberry တို့ chocolate တို့နောက်တစ်ခြား orange တို့လိုမျိုးပေါ့နော်အဲ့လို secret play တွေအရသာလေးပန်ကိပုံမှာတင်ပြီးတော့စားတတ်ကြရယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်လည်းကျွန်တော်တို့ do you prefer syrup or honey on your pancake ဆိုပြီးတော့မေးလို့ရပါတယ် now တချို့ကလေးတွေမှာပို့ပြီးတွေ့ရတယ် white pink cream လေးပေါ့နော် white pink cream ဆိုတော့ကျွန်တော်တို့ဒီ ွေးနေ့ဂိတ်ဘတ်ဒေးဂိတ်အပေါ်မှာရှိတဲ့အဖြူရောင် cream လေးလိုပုံစံမျိုးပေါ့အဲ့တော့ uh would you like white cream on the top ဆိုပြီးတော့ကျွန်တော်တို့မေးလို့ရပါတယ် now french toast တွေပါရှိတယ်ဆိုရင်လည်း french french toast တွေစမ်းကြည့်မလားဆိုပြီးမေးလို့ရကျွန်တော်တို့စီကအာပေါင်ဖို့ကြက်ဥကြော်နေတူတယ်ပေါ့နော်သူကကြက်ဥလေးနှိပ်ပြီးတော့ကြော်ထားတယ်အပေါ်ကအသီးတို့ပြားရည်တို့ထောပတ်တို့အဲဒီခါကျရင်ကြက်ဥလည်းပါတတ်တယ်ပေါ့နော်အဲ့လိုမျိုးလေးတင်ထားတဲ့ဟာပါအမ်နောက်တစ်ခုကကျွန်တော်တို့ကဒီ ီ French toast တို့เนาะ you you pambo meekin toast တို့မှာလည်းတခြားတင်တာတော့ပါလို့လောက်ပါရဲပေါ့เนาะအဲ့လိုမျိုးဆိုရင်လေကို customer ကိုအာတခြားတင်ပေးရမလားပေါ့เนาะအဲ့လိုမျိုးဆိုရင် powder sugar ထည့်မလားဆိုတာမျိုး would you like powder sugar on your french toast ဆိုပြီးတော့ကျွန်တော်တို့မေးတင်ပါတယ်အာဧည့်သည်ကလေ ကျက်ဥတွေပါမှားတယ်ဆိုရင်ကျွန်တော်နည်းနည်းလေးသတိထားမှာပေါ့နော်ဟိုကျွန်တော် breakfast counter မှာ hotel ကြီးခဲ့ဆိုရင်လေကျက်ဥကြော်ဖို့အတွက်ကို chef တစ်ယောက်တက်တက်တောင်းထားရတယ်ဘာလို့ဆိုတော့နိုင်ငံခြားသားတွေကကျက်ဥနဲ့ပတ်သက်လို့ရှိရင်နည်းနည်းလေး specialized ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဆိုရင်ဟိုကျက်ဥကျွန်တော် hot wine ကြော်လိုက်တာဖြစ်ဖြစ်ခောက်ကြော်လိုက်တာဖြစ်ဖြစ်ကျွန်တော်တို့စားတက်ကြပြီမဲ့တို့ကလို့ဟိုကျက်ဥကြော်တာတို့ scramble လုပ်တာတို့ boil လုပ်တာတို့ပေါ့နော်အဲ့လိုအမျိုးမျိုးရှိတော့အာ ချက်ဥလိုချင်တယ်လို့ပြောရင်တော့မှကျွန်တော်ဘယ်လိုလိုချင်လဲဆိုတာကိုတည်တည်ကြာလေးမေးရမှာပေါ့နော် how would you like your egg ဆိုပြီးတော့ဘယ်လိုချက်ဥလိုချင်လဲကျွန်တော်မေးလို့ရတယ်ချက်ဥပြောဆိုရင်တော့မှကျွန်တော်တို့ဟိုအနှစ်မကျက်တာလားအကာကျက်လားလုံးဝမာနေအောင်ပြုတ်ထားတဲ့ဟာမျိုးလားပေါ့နော်အဲ့လိုမျိုးမေးလို့ရတယ်အခါကျရင် would you like your egg soft or hard point ဆိုပြီးတော့ကျွန်တော်တို့မေးလို့ရပါတယ်အာနောက်ပြီးတော့ကျွန်တော်တို့အဲ့ချက်ဥမှာမှာပေါ့နော်ဒီ ဟို sandy side up လုံးမလားเนาะ over easy လုံးမလားကျုပ်ကိုဘယ်လိုပုံစံမျိုးလေးစားကျင်လဲဆိုတာကိုကျွန်တော်တို့မေးလို့ရတယ်ကိုကတကယ်လို့ဝင်ကားစားမသိသေးဘူးဆိုရင်ဘယ်ဟာကဘယ်လိုပုံစံဆိုတာပေါ့เนาะအဲ့ဒီ breakfast counter မှာကိုကမေးထားတာဖြစ်ဖြစ်တက်ဖို့ရိုက်ဖြစ်သိမ်းထားတာဖြစ်ဖြစ် chef ကိုမေးတာဖြစ်ဖြစ်အဲ့လိုလှုပ်ထားတင်တယ်ပေါ့เนาะသူကအနည်းဆုံး၄၅မျိုး option တော့ကျွန်တော်တို့ရှိတတ်တယ်ပေါ့နော်ဒီမှာ omelette ဆိုလို့ရှိရင်လေ would you like an omelette ဆိုပြီးတော့ကျွန်တော်တို့ omelette စားခြင်းလားမေးတင်တယ် omelette စားမယ်ဆိုလို့ရှိရင်လေ plain omelette လား cheese တဲ့တဲ့ omelette လား vegetable ပေါ့နော်အသီးနှံနေနဲ့ရောထားတဲ့ omelette လားဆိုတော့မေးရပါမယ်အသီးနှံရောထားတယ်ဆိုရင်တော့မှကျွန်တော်တို့ဒီကျိုးအသီးနှံအစိမ်းကိုတန်းထည့်တာကိုစားတတ်ကြပါမယ်တချို့ကလည်းအသီးနှံကကျွန်တော်တို့ဟို vegan တို့ဘာလို့ရောပြီးတော့စားရမျိုးလို့ရှိရပါတော့အဲ့လိုမျိုးဆိုလို့ရှိရင်အာ vegan ထည့်မလား sausage ကိုထည့်အောင်မလားဆိုတော့မျိုးကျွန်တော်တို့မေးလို့ရတယ်ပေါ့နော် would you like bacon or sausage with your egg ဆိုပြီးတော့ကျွန်တော်မေးလို့ရတယ်ဒီနေရာမှာတကယ်လို့ကိုက Saudi တို့ UAE တို့လိုမျိုး Middle East မှာလုပ်တယ်ဆိုရင်တော့တတိလေးထားပေါ့နော်အဲ့မှာကြာတော့ကျွန်တော်တို့ဒီဝတ်သားမစားတဲ့ ဧည့်သည်များတယ်လေအဲ့လိုမျိုးဆိုရှင်ဘေကန်တို့ကျွန်တော် sausage တို့ဆိုလို့ရှင်ကျွန်တော်တို့ offer လုပ်တဲ့အချိန်မှာတတိထားတင်တယ်ပေါ့နော်တကယ်လို့ဒါဟို chicken sausage တို့เนาะကျွန်တော်တို့ဒီ halal food တွေပါရှိတယ်ဆိုရင်လည်းရှိတဲ့အကြောင်းကိုပြောပြတင်တယ်ပေါ့နော် now ဒီဒီမှာမေးထားတယ်လို့ပေါ့နော် chicken sausage လား pork sausage လားဆိုတော့ကျွန်တော်တို့မေးလို့ရပါတယ် now ကျွန်တော်ဝတ်သားပြပါတော့အသားကြိတ်ထားပြီးသားဆိုရင် ham လို့ခေါ်ရပါတော့ would you like ham as well ဆိုပြီးတော့မေးလို့ရပါတယ် um နောက်ပြီးတော့ကျွန်တော်တို့ဒီတွဲစားရပါတော့တချို့တွေကလည်းဒီမနေ့စားစားတဲ့အချိန်မှာအတီးနံလေးတွဲပြီးတော့စားတတ်ကြတယ် um ကျွန်တော်အာလူပြုတ်ထားလေးတွေထည့်ပြီးတော့စားတာတို့เนาะတမေတိုခန်းကျင်စီကိုမိခင်ထားတာတို့เนาะဘင်းစီဘိတ်လုပ်ထားတာတို့အဲ့ဒါမျိုးလေးထည့်တတ်ကြတယ်အလေထားလေးရှိတယ်အဲ့ခါကျရင် would you like grilled tomatoes အဲ့လိုမျိုး would you like baked beans အဲ့လိုမျိုးကျွန်တော်တို့ offer လုပ်လို့ရပါတယ်နောက်ပြီးတော့အာဒီ ဟောပေါ့နော်အပူဆိုတော့ကျွန်တော်ပြောပြရတယ်ပေါ့နော်အပူပေးထားတဲ့ vegetable စားမလား fresh ပေါ့နော်အခုဒီတိုင်းလီးပြီးတော့ရေစေးထားတဲ့ vegetable စားမလားပေါ့နော်ဆိုတော့ကျွန်တော် vegetable ကိုအမှစားတာမကြိုက်တတ်ကြဘူးတချို့ကျတော့လည်းလက်လက်ဆက်ဆက်ပဲအဲကြိုက်တတ်ကြတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ကအဲ့လို option တွေရှိတယ်ဆိုရင်တော့မေးလို့ရပါတယ် အာနောက်တစ်ခုကကျွန်တော်တို့ဟိုတယ်တွေမှာကလေ local breakfast တွေကျွေးတာရှိတယ်ပေါ့နော်ကျွန်တော်မြန်မာနိုင်ငံက5 star ဆိုလို့ရှိရင်အမြဲတမ်းမိုးဟင်းကကျွေးတတ်တယ်အုန်းနခေါဆွဲတို့နန်းချီတုပ်တို့ကျွေးတတ်တယ်ပေါ့နော်ဟိုတယ်မှာတော့နိုင်ငံခြားသားတွေစားတာဖြစ်တဲ့အတွက်ကျွန်တော်တို့တွေစားတယ်လို့တော့အရင်ဟိုအချုံမုံများများတို့ငယ်သီးများများတို့အဲ့လိုဆက်တဲ့ပုံစံအောင်တိတ်မသွားဘူးပေါ့နော်နည်းနည်းလေးဟို ပြုပြင်ပြီးတော့နိုင်ငံသားနဲ့ friendly ဖြစ်အောင်စားလို့ရအောင်ပေါ့နော်ကျွန်တော်တို့လုပ်တတ်ကြတာရှိတယ်။ဥပမာ Thai ဆိုရင်ကျွန်တော်တို့ Quick Tea ရောဘာလို့ရတယ်ပေါ့နော်ကျွန်တော် UAE မှာဟို Middle East တို့မှာဆိုလို့ရှိရင်တော့ Kebab တို့ Shawarma တို့နော် Arabic ထမင်းတို့စသဖြင့်ရတယ်ဆိုလို့ရှိရင်ဒီ local food တွေကိုစံကျင်လာဆိုတော့ Would you like to try our local breakfast dish ဆိုပြီးတော့ကျွန်တော်တို့မေးလို့ရပါတယ်။နောက်မနေ့စာမှာတော့ဟို ရှိတယ်ဗောနော်ကျွန်တော်တို့ fried rice စားမလား yoyo rice စားမလားနောက်ကျွန်တော်စံပြုတ်တွေပါလေရှိတယ်တယ်ဗောနော်အဲ့လိုမျိုးရှိတယ်ဆိုရင်လေဒါရီရောစားမလားဆိုတော့ကျွန်တော်တို့ offer လုပ်လို့ရပါတယ်အမ်နောက်တစ်ခုကအဆက်ကိုလေဒီဒီသူတို့ပြည့် western တွေဗောနော်အရင် sensitive ဖြစ်ပါတယ်ကိုရီစီမာကအရှမာကရောအဆက်ကိုစားတယ်လေမနက်ဆိုင်မှာလည်းထည့်စားတယ်ဆိုတော့အဲ့လိုမျိုးသူတို့မှာပါသွားနိုင်တယ်အဲ့လိုမျိုးဆိုရင်ကြိုက်ရလားဆိုတော့ဟို do you want spicy or non spicy food ဆိုပြီးတော့ကျွန်တော်တို့မေးသင့်ပါတယ် အဆက်ပါရဟင်းအဆက်မပါရဟင်းကျွန်တော်တို့ခွဲပြီးတော့ပြောတင်တယ်ပေါ့နော်အမ်ဒီနေ့အတွက်ပြင်ဆင်ထားတာတော့ဒီလိုပါပဲအလုံးကျွန်တော်စကားစုအလုံး3အခု30ပေါ့နော်စီစဉ်ထားပါတယ်စားတော့တလောက်ပါပဲပေါ့နော်ဒီနေ့မှာကျွန်တော်ဖြည့်ဆွက်ပြီးပြောပြခြင်းတာကကြတော့ဒီမေးခွန်းနေရာပေါ့နော်ကျွန်တော်တို့မေးတင်မေးခွန်းနေပါအကောင်လုံးမေးရမလားဆိုရင်မဟုတ်ပါဘူးပေါ့နော်ကျွန်တော် hotel life မှာအရေးကြီးဆုံးက common sense ပါပဲအဲ့တည်းကဘာလို့ခြင်းနဲ့ဘာလို့ခြင်းလောက်တယ်ဆိုတော့ကျွန်တော်တို့ common sense နဲ့သိအောင်စူးစမ်းရမယ်ပေါ့နော်ကျွန်တော် entry level မှာတော့ဒါတော့ရုပ်တရက်မသိနိုင်ဘူးပေါ့နော်တဖြည်းဖြည်းကိုလောက်တာအတွေ့အကြုံရှိသွားပြီဆိုရင်ကိုယ့်ရဲ့ senior ဆီကတင်ယူမယ်ကိုယ့်ဧည့်သည်ဆီကတင်ယူမယ်ကိုယ့်ရဲ့ဒီ common sense ကိုပေါ့နော်တဖြည်းဖြည်းမြင့်တရားပေါ့နော်ဧည့်သည်ဘာလိုချင်တော့တယ်ဘာကြိုက်လောက်တယ်ပေါ့နော်ကိုယ် hotel ကိုလာပြီးတော့ repeat လုပ်တဲ့ customer တွေ guest တွေဆိုလို့ရှိရင်တော့သူတို့ဘာကြိုက်တယ်ဆိုရယ် preference ကိုကျွန်တော် opera system လိုမျိုးမှာတော့မှကျွန်တော်မြင်နိုင်တယ် manager ဆိုရင်ကျွန်တော်သိနိုင်တယ်ပေါ့နော် အာကိုကလစ်ချင်းချင်းပေါ့နော်ကိုရဲ့ဝန်ထမ်းချင်းချင်းလည်းမေးပေါ့နော်ဒီဧည့်သည်ပြန်သွားရင် complaint ဖြစ်လဲဆိုလဲဘာလို့ complaint ဖြစ်လဲဒီဧည့်သည် feedback ကောင်းကောင်းပေးသွားတယ်ပြမွှေရှင်လည်းပြန်သွားရဲဆိုလဲသူဘာတွေသဘောကျရဲဆိုတော့ကိုလုပ်ငန်းခွင်ရလူချင်းချင်းမေးထားရင်တော့နောက်တစ်ချိန်ဒီဧည့်သည်ပြန်လာရင်ကိုဘက်ကသူအကြိုက်ကိုပေါ့နော်ထပ်တလဲလဲမေးစံမလို့ပဲနဲ့ serve လုပ်လို့ရတယ်ပေါ့နော်ဆိုတော့ဒီမေးခွန်းတွေဒီကျွန်တော်တို့ breakfast တက်ခင်းတဲ့အချိန်မှာကိုက waiter waitress or ဒီ hostess တို့ server တို့ဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့မေးလို့ရတယ်မေးခွန်းတွေဖြစ်ပါတယ်အကုန်လုံးမေးစရာမလိုပါဘူးဒီကိုယ်စီမှာရှိတဲ့ facility ပေါ်မူတည်ပြီးကိုယ့်ရဲ့ service ပေါ်မူတည်ပြီးကိုယ် restaurant မှာဘာရရတဲ့ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ option တွေကိုပြောပြလို့ရပါတယ်ဆောင်းတော့ပြပြရတဲ့အတိုင်းပဲ common sense ကအရင်အရေးကြီးပါတယ်။ဧည့်သည်ဘာလို့ကျင်တော့တယ်။ဘာလေးဆိုရင်တော့ပိုအဆင်ပြေမယ်ဆိုတော့ကိုယ့်ဘက်က offer လုပ်ပေးနိုင်ရမယ်။ကိုယ့်ဘက်ကအလိုက်သိရှိနိုင်ရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကောင်းမွန်တဲ့ hotelier တွေဖြစ်မှာတိကျတယ်လို့ပါပဲ။ အဲ့တော့ဒီဗီဒီယိုလေးကိုအချိန်ပေးပြီးတော့ကြည့်ပြရတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ရက်တွေမှာလည်းကျွန်တော်တို့ဟိုတယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ပေါ့နော်အင်္ဂလိပ်စကားပြော vocabulary တွေ phrase တွေစားရတွေကိုကျွန်တော်တို့ sharing လုပ်ပေးသွားမှာဖြစ်တဲ့အတွက်အာကျွန်တော်တို့ page ကိုလည်း like and follow လေးလုပ်ထားပါ။အခုဒီဗီဒီယိုကကိုယ့်အတွက်တစုံတရာအကျိုးရှိတယ်။ဒါမှမဟုတ်ကိုပတ်ဝန်းကျင်ကဟိုတယ် live ကိုစနေတဲ့ beginner တွေအတွက် အကျိုးရှိမယ်လို့ယူဆလို့ရှိရင်ဒီ post လေးကို share ပေးတော်လို့ရပါတယ်။အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။မင်္ဂလာရှိတဲ့ညချမ်းလေးပါ။ကျွန်တော်ဒီနေ့ video တင်တာနည်းနည်းလေးနောက်ချတော့တဲ့အတွက်လည်းအားနာပါရနော်။ကျေးဇူးပါ။